ဒီနေ့တော့ရခိုင်မုံဒီနဲ့ရခိုင်အစားအစာတွေပါရတဲ့အပြင်ဘယ်ဆိုင်မှမရှိသေးတဲ့3 in 1ရှာကျွန်းမြတ်တုံး2 + 1 spicy တုပ်တို့ကိုပါရတဲ့ငွေဦးစည်းဆိုတဲ့ဆိုင်နဲ့မိတ်ဆက်ပေးပါအောင်မယ်ခင်ဗျာဒီဆိုင်ကနေပြီးတော့ပြင်မနာပန်းခင်းလမ်းမကြီးမှာဖွင့်ထားတာအရင်ပုံမှန်တီတွေမှာ3နှစ်ကျော်လောက်ဖွင့်ခဲ့တဲ့ရွှေအင်စည်းဆိုတဲ့ရခိုင်မုံဒီဆိုင်နဲ့အတူတူပါပဲလိုဂိုတွေနာမည်တွေသာချိန်းထားတာပေါ့နော်အရသာလေးကတော့အရင်တိုင်းကောင်းမြတ်ကောင်းစေပါပဲခင်ဗျာဒီငွေဦးစည်းဆိုင်မှာကရခိုင်လက်ရမစစ်မှလုံးဝပူစရာမလိုပါဘူးဘာလို့လဲဆိုတော့စာရှင်ရခိုင်သားလေးကိုယ်တိုင်ပြင်ဆင်ရှက်ပြုတ်ပြီးတော့ရောင်းတာမလိုပါ ဒီဇိုင်းမှာရရှိနိုင်တဲ့မီနူအပြည့်စုံတဲ့ဇီးနှုန်းတွေကိုလည်းကျွန်တော်အကောင့်ထဲမှာတင်ပေးထားပါတယ်။ကဲအဲ့တော့အမှားထားရည်လည်းရောက်ပြီဆိုတော့အားလုံးပဲစားကြပါအောင်ခင်ဗျာ။ဒီရခိုင်မုတ်ဒီအရေးလေးကငားများများငပိကောင်းကောင်းပုံထားတဲ့အတွက်ကြောင့်ချိုပြီးတော့တော်တော်လေးကိုတောက်လို့ကောင်းပါတယ်။ငါဖဲအကြောမုံဖက်ကောင်းကောင်းလေးနဲ့အရသာရှိလုံလုံဇွန်းကိုမရှားကျင်တော့လောက်အောင်ပါပဲဗျာ။အင်း ဒီဆိုင်မှာကရခိုင်မုံဒီတုတ်လည်းရတယ်ဗမာမုံဒီတုတ်လည်းရတယ်ရခိုင်မုံဒီတုတ်ဆိုလို့ရှင်ငပိမြများနဲ့ရွှဲရွှဲလေးပေါ့နော်ဗမာမုံဒီတုတ်ကြတော့ပဲမုံလေးနဲ့စီစီလေးဒါလေးကတော့အဲ့နှစ်ခုကိုပေါင်းပြီးတုတ်ထားတဲ့ဖက်ဆက်တုတ်လို့ခေါ်တယ်ပေါ့နော်ရခိုင်မုံဒီအတုတ်လည်းမစားခြင်းဘူးပဲမုံလေးနဲ့စီစီတုတ်ထားလည်းမစားခြင်းဘူးဆိုလို့ရှင်တော့ဒီဖက်ဆက်တုတ်လေးမှစားကြည့်လိုက်ပါလုံးဝကြိုက်သွားစေရမယ်ဗျာဟွန်းဟုတ် ဒါလေးကတော့ဘယ်ဆိုင်မှမမရတဲ့သတိအင်ဝမ်းရှာကျွမ်းမြတ်တော့ဘာလို့ဘယ်ဆိုင်မှမမရတယ်ဆိုလို့ရှင်တော့ဒီဆိုင်ရှင်ကိုရန် creation လို့ပြီးထုတ်ထားတဲ့မီနီမလို့ပါသူကသင်းမောသီးရဲ့ငဖဲရဲ့ငနီတူရဲ့ဟိုသူတို့ရခိုင်ပြည်ရထွက်တဲ့မိုးမြော်သီးငရုတ်သီးအနီနဲ့ sauce လို့ပြီးတော့တုတ်ထားတာပါအရသာလဲတကယ်ရှာကျွမ်းမြတ်ဆိုတဲ့အတိုင်းပဲရှာလဲပြီးတော့ကျွမ်းမြတ်သွားရော ဒါကလည်းဘယ်ဆိုင်မှမမရတဲ့2 +1 spicy တော့သူအမြင့်ရှူလေးရဲ့ကြက်သားနဲ့ကို sauce နဲ့တုပ်ထားတာမြင့်ရှူမရရင်တော့မရောင်းပြပါဘူးတပွဲဥမှာရှောက်ထောင်းအရသာလည်းရှူ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 နဲ့တော်တော်လေးကိုစားလို့ကောင်းတာဗျာသူ့ကိုရခိုင်ထမင်းတုပ်လေးနဲ့တွဲစားကြည့်အရသာလေးကတော်တော်လေးကိုမှိုက်တာမြင့်ရဲ့အချိုအရသာလေးရဲ့ရခိုင်ထမင်းတုပ်ရဲ့အရသာလေးရဲ့ဘယ်လိုတော့ပြောပြမယ်တော့မသိတော့ဗျာဝဲသားစားကြည့်လိုက်တော့ ဒါလေးကပင်လယ်စာအစုံရခိုင်တော့ဒီထဲမှာပဇွန်ကင်းမော်ရေပွဲပြည်ကြီးငါပါပါတယ်တပွဲတော်နှစ်ပေါင်းခွဲဈေးသတားရဲထဲမှာတော့မပါဘူးဘာလို့လဲဆိုတော့တော့ဒီပင်လယ်စာတွေကို class A ဖြစ်တဲ့အလက်ဆက်ဆုံးအသက်ရှင်ဆုံးတွေပဲသုံးထားတဲ့အတွက်ကြောင့်ပါအဲ့အတွက်ကြောင့်ပေးရတဲ့ဈေးတွေတော့တန်လို့ထင်ပါတယ်ဒါလေးကတော့ကင်းမုံမုံဖတ်ရခိုင်တော့ပင်လယ်စာတုတ်ကြီးလည်းမစားကြည့်ဘူးမုံဖတ်တုတ်ကြီးလည်းမစားကြည့်ဘူးဆိုတော့ကျွန်တော်လူတို့ရဲ့လေးမှာစားကြည့်လိုက်ပါဒီဘွဲမှာ900နဲ့ပါခင်ဗျာ ပင်လယ်စာလေးကလက်စတော်စားတာထုတ်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 နဲ့ပြီးတော့ဒီအတော်ထဲမှာထည့်ထားတဲ့ဂေါ်ဘီလေးတွေကလည်းနော်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 လေးလှီးပြီးထည့်ထားတာဆိုတော့ပို့ပြီးတော့စားလို့ကောင်းပါတယ်တော်တော်စိတ်ရှည်စေနာကောင်းတဲ့ရခိုင်သားလေးလို့ပြောလို့ရပါတယ် နောက်ပြီးတော့ဒီငွေဥသူဆိုင်မှာက ready made sort တွေကိုဝယ်မသုံးဘဲနဲ့ပေါ့နော်သူတို့ဒေတာထွက်ကုန်တွေကိုပဲကိုယ်တိုင်ချက်ကိုယ်တိုင်ပြုတ်ကိုယ်တိုင်လှော်ပြီးတော့ကိုယ်တိုင်ဆောင်ရွက်ထားတာမလို့ကျမကြီးလိုက်စားသူတွေအတွက်လည်းယုံကြည်စိတ်ချစွာမှာယူသုံးဆောင်နိုင်ပါတယ်ခင်ဗျာ။အရသာပိုင်းမှာဆိုလို့ရှိရင်လည်းဒီဆိုင်ရှင်ကိုကိုယ်တိုင်ကစားသောက်ဆိုင်လုပ်ငန်းတွေထဲမှာ10နှစ်ကျော်လောက် experience ရှိခဲ့တာမလို့ပေါ့နော်။မီနူးတစ်ခုစီတိုင်းမှာအရသာတစ်မျိုးစီနဲ့လုံးဝကိုထိမိကွေးဖြစ်နေရော။ ဒီဗမာထမင်းတုံလေးရဲ့လည်းကျွန်တော်အကြိုက်ပဲပုံနဲ့ပဲမုံနဲ့တင်းတင်းလေးနဲ့ရတာရှိတယ်ငဖဲတုံလေးနဲ့ပါတွဲစားတော်တော်လေးကိုမိုက်တာအဆောင်အထိကြည့်ရှုပေးတဲ့ကြောင့်အလုံးကျေးဇူးတင်ပါတယ်ရခိုင်လက်ရဆစ်ဆစ်နဲ့မီနူအစ်စ်လေးရေ၃ဆောင်ချင်တယ်ဆိုလို့ရှင်တော့ငွေဦးစီဆိုင်မှာ၃ဆောင်ကြည့်ပါဆိုင်လေးစာလေးရတော့နေပြီးတော့ပြင်မနာပန်းငယ်လမ်းမကြီးပေါ့ရှူပန်းတော့ကြည့်ဦးဆိုင်ဘီနာလေးပါဖြစ်ပါတယ်နေပြီးတော့တွင်အိမ်နဲ့ရမှောက်၃ဆောင်လိုပါကကျွန်တော်တို့ NPD Delivery တွင်ဆက်သွလိုက်ပါခင်ဗျာ